ရွာတွင်ဥဆန်အေးအမည်ရှိလောဘကြီးသောတထေးကြီးတဦးရှိသည်သူသည်ဘူမင်းဤရွှေကြောက်အကြောင်းကြားသိသွားပြီးလောဘကြီးဖြစ်လာကထိုကြောက်ကိုခိုးယူရန်အကြံရသည်တ냐တန်တွင်ဥဆန်အေးဤလူများသည်ဘူမင်းဤအိမ်သို့ခိုးဝင်ကရွှေကြောက်ကိုခိုးယူသွားကြသည် ဦးဆန်အေးသည်ကြောက်ကိုလက်တွေ့ဆန်းတက်ရန်လောဘနှင့်ပြင်းထန်နေသောစိတ်ဖြင့်ကင်တွယ်လိုက်သောအခါကြောက်မှထွက်နေသောအလင်းရောင်သည်ရုတ်တရက်မှိန်ဖြော့သွားပြီးကြောက်သည်မိတွေ့ကဲ့သို့မိနှက်သွားလေသည်။ဘာဖြစ်သွားတာလဲ?ရွှေတွေထွက်ရမယ်ဟုဦးဆန်အေးဒေါသထွက်ကာကြောက်ကိုအားနှင့်စုပ်ကင်လိုက်သည် ထိုချိန်တွင်ကြောက်ထဲမှမိโกမင်းများထွက်လာပြီးဦးဆန်အေး၏ လက်ကိုပူလောင်စေကအိမ်တွင်းရှိ ရွှေငွေရတနာများအားလုံးပါမိခိုမိများဖြင့်ဖုံးလွှမ်းသွားကမူလကြောက်သားများပြန်ဖြစ်သွားသည်နောက်တနည်းနဲ့နဲ့တွင်ဘူးမင်းသည်အိမ်တကားဝတွင်မိနဲ့နေသောကြောက်ခဲနှင့်နတ်သမီး၏စာတစောင်ကို တွေ့ရှိရသည် စိတ်ဖြူသူရွှေရစိတ်မီသူဘေးရှာဆုလက်ထက်စိတ်ထား၏တန်ဖိုးကပူကြီးမာသည် ဘူမင်းသည်ကြောက်ကိုချောင်းကမ်းမသို့ပြန်ပို့ပစ်လိုက်ပြီးထိုနေရာတွင်ကြောက်သည်ပြန်လည်တောက်ပလာပြီးချောင်းရည်နှင့်တစ်ပင်များကိုရွှေရောင်တောက်ပစွာထွန်းညှိပေးသောတဘာဝကြောက်အတိုင်းပြန်ဖြစ်သွားတော်သည်ရွှေရောင်ရွာသားများလည်းလောဘကိုစွန့်လွတ်ကာဘူမင်းကဲ့သို့စေတနာထားတက်လာကြပြီးရွာသည်စစ်မှန်သောရွှေရောင်စည်းစိမ်ဖြင့်တာယာဝပြောလာခဲ့သည် ဤပုံပြင်လေးသည် စေတနာပြုစင်မှု၏တံပိုးလောဘ၏အကျိုးဆက်နှင့်တဘာဝနှင့်တဟဇာတာဖြစ်စွာနေထိုင်ခြင်းတို့ကိုဖော်ပြထားပါသည်။နတ်သမီးဤစုသည် ကောင်းသောစိတ်ထားကိုစမ်းသပ်သည့်မှန်ကန်သောစစ်ဆေးမှုတစ်ခုဖြစ်ကြောင်းသတိပြုရပါမည်။